အလောမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ပတ်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအဝေးကွက်မှာတောက်ကန်ရမယ်နော်တန်ဖိုရီနဲ့ကန်ရမယ်အဲ့တော့နော်တန်ဖိုရီအသင်းကပြီးခဲ့တဲ့နှစ်ကအရင်တော့နီးပြားနဲ့ဆိုလို့ရှိရင်တော့ဒါတကယ်ခက်ခဲတဲ့အသင်းတစ်သင်းပေါ့ဗျာဒီနှစ်ရာသီကတော့သူတို့အနေနဲ့ရုန်းကန်နေရတယ်နော်နီးပြားနဲ့ပိုင်ရှင်တွေရဲ့ပြဿနာတွေချုပ်ချက်ခတ်နေတဲ့ဂျားတွေကနေနီးပြားတွေပြောင်းလဲတွေဖြစ်တယ်သူတို့အသင်းကရုန်းကန်နေရတယ်ဆိုပေမဲ့ဒါ short တက်လို့တော့မရဘူးပေါ့နော်အခုနီးပြားအသင်းနဲ့သူတို့ရလက်တွေကောင်းလာတယ်နော်ဟိုပေါ်တိုလိုအသင်းမျိုးကဒါသူတို့ကဒါနိုင်ထားတယ် ဲ့တော့ကျွန်တော်တို့ Manchester United အသင်းကလည်းဒါနိုင်ပွဲရထပ်ရရှိဖို့ကတော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီပွဲကံပြီးလို့ရှိရင်ဒါအဝေးကွင်းပဲနောက်ထပ်ဒါစပါအသင်းကိုအဝေးကွင်းမှာသွားကံရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုဒါမဖြစ်မနေနိုင်ရမယ်ဖြစ်လို့ရှိရင်ဒါမဖြစ်မနေနိုင်အောင်ကံရမယ်ပေါ့နော်ဒီပွဲကတော့ဒါနိုင်ရလက်ပြပြတသားနိုင်ဖို့တော့လိုအပ်တယ် Northern Forest အသင်းကဒါ Premier League ထဲမှာဒီကိုးပွဲကံပြီးတော့သူတို့ကတပွဲနိုင်နှစ်ပွဲသေးရေနော်သူတို့က6ပွဲထိခြုံထားတယ်ရမှတ်9မှတ်နဲ့သူတို့ကတန်းစေးစုံထဲမှာရုံးကန်နေရတယ်ပေါ့ ကျတော့ Manchester United အသင်းကတော့ဒါအကုန်လုံးသိပြီးသားအတိုင်းပဲကျွန်တော်တို့၅ဘွဲ၅ဘွဲနိုင်တဘွဲသိရ၃ဘွဲရှုံးနိုင်ကျွန်တော်တို့ရမယ်၁၆မယ်เนาะကျွန်တော်တို့ Manchester United အသင်းကတော့ဒါတဖြည်းဖြည်းနဲ့ရလက်လီတွေကောင်းလာတယ်เนาะအသင်းရဲ့ကစားပုံလေးတွေအသင်းပုံပေါ်လာတယ်လို့ပြောလို့ရအောင်ပေါ့ဗျာဒီနေ့ထားမှာကျွန်တော်တို့ Manchester United အသင်းကဒါအဝေးကွင်းရလက်ကိုထည့်ပြောရမယ်အဝေးကွင်းရလက်ကဒီနေ့ရတဲ့အဝေးကွင်းရလက်ကဒါကျွန်တော်တို့ Manchester United အသင်းကနာအားမရသေးဘူးလို့ပြောလို့ရအောင်ပေါ့နော် Brentford အသင်းကိုချုံးတယ် ဒါနောက်ထပ်ဒါဝေကွင်းဖြစ်တဲ့ဒါကျွန်တော်တို့စီတီအသင်းကိုလည်းဂိုးပြတ်ခြုံထားတယ်။ဒါဖူဟန်အသင်းနဲ့ကန်ခဲ့တဲ့ဒါစောစီးတုန်းကဖူဟန်အသင်းနဲ့ကန်ခဲ့တဲ့ပွဲမှာလည်းဒါတေရလက်ထပ်ပေါ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အဝေကွင်းရလက်ကဒါအဝေကွင်းရလက်ကအန်ဖရီမှာတော့ကန်တဲ့လီဗာပူးအသင်းကိုနိုင်တဲ့ပွဲတွေပွဲပွဲရှိသေးတယ်ကျွန်တော်တို့အဝေကွင်း၄ပွဲကန်တာမှာကျွန်တော်တို့တပွဲနိုင်တပွဲတေရ၂ပွဲခြုံထားတယ်အဲ့တော့ဒီအဝေကွင်းရလက်ပြန်ကောင်းလာဖို့အတွက်ဒါအနီးပြမိုရင်နေနဲ့ဒါ ဘလို့တွေပြင်ဆင်လာမလဲပေါ့ကျွန်တော်တို့ Manchester United အသင်းသားတွေအနေနဲ့နီးပြအနေနဲ့ဒါဒီပွဲကိုဒါ training တွေအဲမှာအကောင်းဆုံးဘလို့တွေပြင်ဆင်လာပြီးတော့နီးပြအမှုတွေအနေနဲ့ဘလို့တွေခင်းကျင်းလာမလဲဆိုတာကိုတော့ကျွန်တော်တို့ဒါစောင့်ကြည့်ကြမယ်ပေါ့ဗျာကျွန်တော်တို့ဒါမနက်ဖန်ပေါ့စနေနေ့ဒါစောစောစီးစီးဒါကြည့်ရမယ်ပွဲကိုကျွန်တော်နဲ့အတူတူဒါစောင့်ကြည့်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပြည်သက်များကိုစနေပြကြမှာချမ်းသာကြပါစေ